မင်္ဂလာပါကျွန်တော်နာမည်ကတော့တန်မျိုးစောပါ Prudential Myanmar Insurance Company ရဲ့ Agency Department မှာ Agency Unit Manager ရာထူးနဲ့လုပ်ငန်းဆောင်ရွက်လျက်ရှိပါတယ် Prudential နဲ့အတူလက်တွဲလာခဲ့ရဆိုလို့ရှိရင်ကျွန်တော်အနေနဲ့တနည်းနဲ့မှာ၈လောက်ကိုရောက်ရှိခဲ့ပြီဖြစ်ပါတယ်ဒီနေ့ကျွန်တော်ပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ Declaring အကြောင်းလေးပဲဖြစ်ပါတယ်ဒီကိစ္စလေးကိုစပြုရမယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ customer ကစီးပွားရေးလိုအပ်ချက်အရာနယ်မြေလေးတစ်ခုကိုခီးသွားလာရင် ရုတ်တရက်အသက်တည်ဆုံးသွားခဲ့ရဆိုတာကိုကြံရိတ်ခဲ့တဲ့မိသားစုဝင်ထံမှာကျွန်တော်အနေနဲ့သိရှိခဲ့ရပါတယ်ကျွန်တော်အနေနဲ့ကြားလိုက်ရင်ကြားခြင်းပဲများသောအစိတ်မကောင်းဖြစ်ရပြီးတော့ကလိန်အတွက်လိုအပ်တဲ့စာဘက်စာတမ်းလေးကိုတောင်းခွန်ခဲ့ပြီးတော့မိသားစုတွေအားလုံးအနေနဲ့ကျွန်တော်နိုင်ဖို့မှာပဲအဓိကအာရုံစိုက်ကြဖို့အာမခံအတွက်ကို လုံးဝစိတ်အေးထားကြဖို့အတွက်ကျွန်တော်အနေနဲ့နှိမ့်သိပ်ပြီးခဲ့တယ်ဆက်လက်ပြီးတော့ကျွန်တော်အနေနဲ့စာဘက်စာတမ်းလေးအားလုံးစုဆောင်းပြီးတော့ကလိန်ဒီပါမန့်ဖိုင်းနက်ဒီပါမန့်နဲ့ချိတ်ဆက်ပြီးတော့ကလိန်ကိုကျွန်တော်နေချင်းဆောင်ရွက်ပေးနိုင်ခဲ့ပါတယ် ဒီ case လေးမှာဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ကြံရိတ်ခဲ့တဲ့မိသားစုရဲ့ဘဏ်အကောင့်တွေကို၃ရက်အတွင်းမှာအသက်အာမခံယူခြင်းကိုရရှိအောင်ကျွန်တော်အနေနဲ့ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်ကျန်ခဲ့တဲ့မိသားစုတွေအတွက်ကျွန်တော်အနေနဲ့စိတ်မကောင်းဖြစ်ရပါမယ်။လက်တော်တို့အတွက်လိုအပ်တဲ့ငွေကြေးကာဝယ်ကို ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့အတွက်ကျွန်တော်အနေနဲ့ကျေနပ်မိတယ်ပေါ့နော်။အချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Prudential အာမခံအနေနဲ့ customer တွေအားလုံးအတွက်အမြဲတမ်းတင့်ရှိနေရဆိုတာလေးကိုစကားလက်ဆောင်ပါလိုက်ပြစေခြင်းပါ။